အားလုံးပဲမင်္ဂလာပါရှင်အခုအန်တီနန်းကရေမှာစမ်းပြီးစိုက်ကြည့်တဲ့ကစွန်းပင်စိုက်နီးလေးကိုမျှဝေပြီးချင်တာပဲဖြစ်ပါတယ်နော်ဟောဒီကစွန်းရွက်ကမက်ခရိုကနေဝယ်လာတာ56ရက်ရှိပါပြီအခုချိန်ထိလာပြီးလန်းဆန်းနေတုန်းပါပဲအဲ့ဒါကိုအံ့ဩလို့ပြချင်တာပါနော်အခုအိတ်ဖွင့်ပြီးပြပါမယ်ကြည့်ပါအောင်အရွက်လေးတွေကစိမ့်ပြီးတော့မှလန်ဆန်းနေတာအရွက်ဝါတာတချို့တော့ရှိတာပေါ့နော်ဒါပေမဲ့လေသူ့ရဲ့အစ်စ်လေးတွေမှာကြည့်ပါအောင် ဒီအစ်စ်တွေအစ်စ်တွေမှာဆိုရင် အမြင့်လေးတွေထွက်နေတယ်ဒါဆိုရင်ပြန်ဆိုင်လို့ရတယ်ပေါ့ဟောဒီအစ်စ်တခုလည်းကြည့်လိုက်ပါအောင်နော်အစ်စ်တွေအစ်စ်မှာအမြင့်ကအရန်ကိုရှည်ထွက်နေတယ်အပေါ်ကအရွက်နုအယူနုလေးတွေကိုတော့ကြော်စားဖို့လောက်ပြီးတော့ဂျာနဲ့အောက်ကအယူရင်ကိုပြန်ဆိုင်ဖို့အခုလို့ရေမှာလဆိုင်ထားတာပဲဖြစ်ပါတယ်အခုဟောဒီချင်းတွေထဲမှာ အောက်ကတော့စလုံးဖြစ်ဖြစ်ပေါ့နော် ရေထည့်ပြီးတော့မှချင်းပေါက်ပေါ်မှာခုလိုကစွန်းရိုးတွေကိုတန်းစီပြီးထည့်ထားလိုက်ပါတယ်။တုံးလေးရကြတော့ခုလိုအရွက်နုလေးတွေထွက်လာတာကိုတွေ့ရပါတယ်။ကြီးပါအောင်အရန်ကိုမြန်နေနော်။အန်တီနန်းကအပင်စိုက်တာလဲဝါဒနာပါလို့မြေမှာစိုက်တာရောရေမှာစိုက်တာရောနှစ်ခုလောက်ထားပါတယ်။ရေမှာစိုက်တဲ့အပင်တွေကပူပြီးတော့မှမြန်ပါတယ်အရွက်လေးတွေကထွက်လာတာလေအရန်ကိုမြန်တယ်ပြီးတော့တမ်းပါတယ် ကြည့်ပါအောင်ဒါဆိုရင်ဆေးရလောက်ရှိပြီပေါ့နော်ဒါဆိုရင်အများကြီးထွက်လာတယ်အခုဆိုရင်လည်းကြည့်ပါအောင်ပင်လေးတွေကအရန်ကို များတယ်မြေကြီးမှာစိုက်ထားတဲ့အပင်ကအခုလောက်မထွက်ဘူးပေါ့နော်ဒါကို ပြသချင်တာပါဟောဒီကစွန်းရွက်ကလေတရုတ်ကစွန်းရွက်နဲ့မတူဘူးနော်ဒီကစွန်းရွက်ကအရန်ကိုစားလို့ကောင်းတယ်အရသာလည်းရှိတယ်ကြော်စားရင်လည်းပြပြော့လေးနဲ့တရုတ်ကစွန်းကတော့နည်းနည်းမာတာတော့ရှိတာပေါ့နော် ဟုတ်ဒီကစွန်ရကတော့ဘလို့ပဲကြော်ကြော်ပြော့ပြော့လေးနဲ့စားလို့အရတာရှိတယ်စားလို့လည်းအရန်ကောင်းတယ်ဒါကြောင့်မို့အန်တီနန်းကမချာခဏဝယ်စားဖြစ်ပါတယ်သူ့ရဲ့ငကူအယူကတော့အကြီးကြီးပေါ့နော်အခုအန်တီနန်းစိုက်တာတီတီလေးပဲထွက်တယ်ပြီးတော့မှကြည့်ပါဦးအခုလိုအနှွေကြီးဖြစ်နေတာကြည့်အနှွေကမှရှိကြီးကိုဖြစ်လို့နော်ဒါပေမဲ့လည်းဒါလည်းစားလို့ရပါတယ်အခုဟုတ်ဒီကစွန်ရနုလေးတွေကို ready made ခောက်ဆွဲမှာထည့်စားရင်လည်းစားလို့အရန်ကောင်းပါတယ် ကြည့်ရှုအားပေးကြသူများအားလုံးကိုကျေးဇူးထူးတင်ပါတယ်ရှင်။ကျမ်းမာပျော်ရွှင်ရှိကြပါစေလို့အန်တီနန်းဆုတောင်းပေးလိုက်ပါတယ်နော်။